အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပွဲစားကြီးစတန်တင်အောင်ယောက်ျားချင်းခရီးဖွင့်ကျန်းတဲ့တောင်တွေကိုအကြောင်းမျိုးမျိုးကြောင့်ထောင်ကြားရောမယ့်အကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်ဗျာဇန်နဝါရီအစမှာတော့စတန်ဆိုရဲပွဲစားတယောက်ကဝါကြီးတယောက်ကိုအိမ်တလုံးကိုရောင်းနေခဲ့တာနဲ့စတင်ထားပါတယ်ဒီအဖွားကြီးကတော့ကြီးများတဲ့ဒုတိယဖြစ်နေခဲ့ပေမဲ့စတန်ကတော့တော်ကီတပေါက်ရှန်ရှန်တောက်ဆိုတော့တီအင်ကြီးကိုစီရင်မချပဲနဲ့ချက်ချင်းဝေးချင်းမဲတဲ့တောင်ဖြစ်လာခဲ့ပါတယ် အဲ့ဒီချိန်မှာပဲရဲတွေကဘာကြောင့်မှမသိဘဲနဲ့စတန်ကိုဝေလိန်လင်မှုနဲ့လာဖမ်းသွားခဲ့ပါတယ်။အဖွာကြီးကတော့စတန်လီရဲ့တော်ကီကိုကျွေးဆင်းသွားရပြီးရဲတွေဖမ်းသွားတာတော့အယောင်းဝယ်စားကြုံမှာလက်မှတ်လိုက်ထိုးနေပါသေးတယ်။ဒီလိုနဲ့တရားကြုံကိုရောက်တဲ့ချိန်မှာတော့သူရင်ဆိုင်ရမယ့်အမှုကရှုံးတယ်လို့ဖြစ်သွားခဲ့တော့တရားသူကြီးကိုလက်ထိုးဖို့ကြံလိုက်ပါတယ်။ဒီလိုရက်ကိုတော့သူငားထားတဲ့ရှင်းနေကလက်မခံတာလောက်ထုတ်ပြီးတော့နောက်ထပ်ရှင်းနေတယောက်ကိုငားလိုက်ပါတယ်။ နောက်တစ်ရက်မှာတော့တရားရုံးကစတန်ငားလိုက်တဲ့ရှင်းနေကတရားသူကြီးကိုအောင်မြင်မြင်နဲ့လက်ထိုးနိုင်ခဲ့ပါတယ်စတန်ရဲ့လက်ထိုးတဲ့အကောင်းမှုကြောင့်တခါတည်းထောင်လုံးလုံးကျသွားရပါတော့တယ်ရှင်းနေငားမှထောင်ချသွားတဲ့စတန်ကတော့ကန့်ကောင်းတာတခုတော့ရှိပါတယ်ဒါကတော့နောက်6လလောက်နေမှထောင်ထဲကိုဝင်ရမှလို့တရားသူကြီးကအမိန့်ချခဲ့တာပါစတန်လည်းတရားရုံးကထွက်တဲ့အချိန်မှာတော့သူငားလိုက်တဲ့ရှင်းနေတဲ့ရဲ့လောက်ရက်ကိုနားမလည်နိုင်ဖြစ်ပြီးတော့တိလိုစိမ့်နဲ့အမိန့်ချလိုက်ပါတယ် တကယ်တော့စတန့်ကြောင့်ဘဝပြတ်သွားတဲ့သူတွေရှိနေတော့ DMO ကတစ်ချိန်ချိန်တော့ထောင်ထဲကိုရောက်မှာပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့စတန့်ကိုတော့ထောင်ထဲမရောက်ခင်မှာအရာရာကိုချိုးတင်ပြင်ဆင်ဖို့အချိန်ရအောင်လို့တရားသူကြီးကိုအချိန်6လရအောင်လက်ထိုးလိုက်တာလို့ပြောလိုက်ပါတယ်။သူလည်းမတရားတဲ့နီးနဲ့ရှိနေတယောက်ဆိုတော့တစ်ချိန်ချိန်တော့ထောင်ချမှာဖြစ်တာကြောင့်အဲ့ဒီလိုထောင်ချတဲ့အချိန်ရောက်ရင်လည်းမင်းလိုမျိုးငိုနေမဲ့သူမဟုတ်ဘူးလို့ပြောပြီးတော့ထွက်သွားလိုက်ပါတယ်။ညဘက်ရောက်တဲ့အချိန်မှာတော့စတန့်နဲ့သူဇနီးတို့စားတောက်ဆိုင်တစ်ခုမှာရောက်နေခဲ့ပြီးတော့ စတန်ကတော့ထောင်ထဲမဝင်ခင်အစားအသောက်ကောင်းတွေကိုအန်နမရစားနေခဲ့ပါတယ်။သူစနစ်မင်းဒီကတော့စတန်ထောင်ချနေတဲ့အချိန်မှာတယောက်တည်းမနေခြင်းတော့ကလေးအမြန်ယူခြင်းနဲ့အကြောင်းပြောလိုက်ပါတယ်။စတန်ကတော့သူကထောင်၃နှစ်ကနေ၅နှစ်လောက်ထိကြာမှဆိုတော့သူပြန်လာရင်ကလေးကိုသူများမွေးစားဖို့ပေးလိုက်မှလို့ပြောလိုက်ပါတယ်။စတန်ရဲ့ကလေးမလိုခြင်းနဲ့စိတ်ကြောင့်မင်းဒီလည်းစိတ်ညစ်နေရပါတယ်။ဒီလိုနဲ့စတန်ကဘာတစ်ခုကိုသွားပြီးတော့ဘိုက်ကတယောက်ရဲ့လက်မောင်းမှာ ထောင်နာမည်တစ်ခုကိုတက်တူးထိုးရတာတွေးလိုက်တော့ဆက်စုလိုစိမ့်နဲ့ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်တော့စတန်လေးအဲဒီလူကိုဒေါ်လာ100ပေးပြီးတော့ထောင်ဝင်ကျောင်းတွေကိုပြောပြခိုင်းလိုက်ပါတယ်။ဘိုက်ကတော့စတန်ကြမဲ့ထောင်ကအရန်ကိုကြံတန်းပြီးတော့ထောင်ဆောင်တွေကလည်းတယောက်နဲ့တယောက်ထိုးသတ်တာတွေကိုတရားဝင်လိုမျိုးခွင့်ပြုထားတာလို့ပြောလိုက်ပါတယ်။ထောင်ထဲမှာကထောင်ထောင်မောင်းမောင်းကိုကိုဗလာကြီးတွေပဲရှိတာဆိုတော့စတန်လိုမျိုးတေးသေးကွေးကွေးလေးဆိုရင်တော့ကံကောင်းထောင်းမှပြီးတော့ယောက်ျားတောင်ရနိုင်ကြောင်ပြောလိုက်ပါတယ်။ တန်ကတော့အဲ့ဒီစကားကိုကြားလိုက်ရတာကြောင့်အရန်ကိုကြောင်းနေခဲ့ပြီးတော့သူထောင်ထဲမှာခရီးအဖွင့်မခံရအောင်ဘယ်လိုလုပ်ရမလဲလို့ဘိုက်ကားကိုမေးလိုက်ပါတယ်။ဘိုက်ကားကတော့စတန်သွားရမယ့်ထောင်ထဲမှာဂိုင်းသုံးခုရှိတာကြောင့်ဂိုင်းတစ်ခုကိုဝင်ဖို့အတွက်ပြောလိုက်ပြီးတော့လူမျိုးရေးခွဲခြားတတ်တဲ့သူဆိုရင်တော့နာစီဂိုင်းကိုဝင်ဖို့လွယ်တယ်လို့အကြံပေးလိုက်ပါတယ်။စတန်ကလည်းနာစီဂိုင်းကိုဝင်ရင်ခရီးအဖွင့်မခံရတော့ဘူးလားလို့ပြန်မေးလိုက်ပါတယ်။ဘိုက်ကာကတော့နာစီခိုင်းသားတွေရဲ့ခရီးဖွင့်တာကိုပဲခံရမှာလို့ပြောတာကြောင့်စတန်တယောက်မျက်လုံးပြူသွားရပါတယ် ဘိုက်ကာကတော့စတန်ရဲ့ပုံစံနဲ့ဆိုရင်တော့ထောင်သားတွေအတွက်အရန်ပြောညံ့လွန်းတဲ့ပုံစံပေါက်တယ်လို့ပြောပြီးတော့ထောင်ထဲရောက်တာနဲ့လူတယောက်ကိုရှင်းပြလိုက်ပြီးတော့ကြားချင်အောင်ဆောင်ဖို့တတိပေးလိုက်ပါတယ်။အဲဒီလိုနဲ့စတန်အိမ်ကိုပြန်ရောက်တဲ့အချိန်မှာတော့မင်းဒီကိုသူခရီးဖွင့်ခံရတော့မယ်လို့ပြောပြီးတော့မျက်ရည်များစွာနဲ့ပြစ်နေခဲ့ပါတယ်။နောက်တည့်ရက်အိယာနိုးတဲ့အချိန်မှာတော့အဲ့ဓာရီကိုအိမ်မဲပြစ်နေပါစေလို့ဆုတောင်းနေခဲ့ပါတယ်။ဒါပေမဲ့လည်းမင်းဒီကတော့အဲ့ဓာရီကအမှန်တကယ်ဖြစ်နေတဲ့အကြောင်းပြောလိုက်တာကြောင့် စတန်လေးထောင်ထဲရောက်ရင်တော့မော်စကိုအတူမခံရအောင်လေးချင်းဘုအတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့စတန်လေးဆောက်ထဲမှာပါသမျှတိုက်ခိုက်နည်းတွေကိုလေ့လာပြီးတော့သူ့ရဲ့ခရီးကိုလည်းထောင်ထဲကလူတွေအရင်မချွေရအောင်သူ့မိမကိုခရီးအရင်ကြွေးခိုင်းလိုက်ပါသေးတယ်။ဒီလိုနဲ့ဂျူရိုသွားတင်တော်လေးစတန်ကိုပြိုင်ဘက်ကရှေသမားနေခဲ့လို့သူ့ပြန်သမားတဲ့အချိန်မှာတော့ပြိုင်ဘက်ကကလေးဖြစ်နေတာကြောင့်တင်းနှန်းစရာလည်းစိတ်တူပြီးတော့မောင်းထုတ်လိုက်ပါတယ်။အဲ့လိုမောင်းထုတ်ခံလိုက်ရတဲ့အချိန်မှာတော့တင်တဲ့ရဲ့အပြင်မှာတိုင်းစရာကြီးလိုထင်ရတဲ့လူတယောက်ကိုတွေးလိုက်ရပါတယ်။ တန်လေဒီဘဲကြီးကိုဘာကောင်လဲဘာညာလုံနေလို့တိုင်းဆရာကြီးလဲနေရန်ကိုထိုးလိုက်တဲ့အခါမှာနေရန်လေးခြိုက်ဝင်သွားခဲ့တော့မှဆရာဆရာကြီးမှန်တီးလိုက်ရပါတယ်ဒီလိုနဲ့စတန်လေဒီဘဲကြီးစီကိုပညာသင်ဖို့အတွက်သူ့အိမ်ကိုခေါ်လာခဲ့ပါတယ်မင်းဒီကိုလည်းအချောင်းစုံရှင်းပြလိုက်ပြီးတော့ညစာစားပွဲမှာတော့မင်းဒီကတိုင်းဆရာကြီးအရေးချင်းကိုမေးနေခဲ့ပါတယ်အဲဒါကြောင့်ပဲတိုင်းဆရာကစပွဲပေါ်မှာရှိတဲ့ပြောင်းတိုင်မိကိုလက်နဲ့ကန်ပြီးတော့မိတက်လိုက်ပြီးသူ့တက်တဲ့ကိုခံပညာတွေကို တကူချင်းကျိုးပြနေခဲ့တာကြောင့်စတန်လည်းသဘောတွေကျနေခဲ့ပါတယ်။မင်းဒီကတော့တိုင်းဆရာကိုကြောက်နေခဲ့တာကြောင့်စတန်ကိုတတိထားဖို့ပြောလိုက်ပြီးတော့စတန်ကတော့အဲ့ဒီတိုင်းဆရာကိုရွေးချယ်လိုက်တာသူ့မှန်တယ်ကြောင့်ပြောလိုက်ပါတယ်။နောက်တည့်ရက်မှာတော့တိုင်းဆရာကစတန်စားဖို့အတွက်ကင်မီကောက်အရှင်တစ်ကောင်ကိုပကံထဲမှာထည့်ထားပေးပြီးတော့စားခိုင်းခဲ့ပြီးလေးကျင်ခန်းတွေကိုကျန်းတဲ့နည်းတွေနဲ့တင်ပေးနေခဲ့ပါတယ်။ဒီလိုစားတော့ခိုင်းနေရတာကလည်းစတန်တယောက်ထောင်ထဲရောက်သွားရင်ထောင်အစားတွေကိုစားတော့နိုင်အောင်လေးကျင်ပေးနေခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့တည်းရမှာတော့လေးချင်ရေးတွေကြီးလုံနေတဲ့စတန်ကြောင့်ကလေးလိုချင်တဲ့မင်းဒီကိုအချိန်မပေးလို့စကားများပြီးတော့အိမ်ကနေဆင်းသွားရတဲ့အထိဖြစ်လာခဲ့ပါတယ်။နောက်နေ့တွေမှာတော့တိုင်းဆရာကစတန်ကိုပြင်းထန်တဲ့လေးချင်ရေးတွေကိုလှုပ်ခိုင်းပြီးတော့လက်နဲ့ပေါင်းစုံကိုလည်းလေးချင်ပေးနေခဲ့ပြီးအစားစာတွေနဲ့လည်းလူမစားတဲ့အရာတွေကိုပဲစတန်ကိုကျွေးနေခဲ့ပါတယ်။ဒီလိုနဲ့စတန်ကရန်ကိုကြမ်းတမ်းပါတယ်ဆိုတဲ့လေးချင်ကန်းတွေကိုလှုပ်ပြီးတော့လက်တွေလည်းကျူတန်ရာတွေလည်းဖြစ်နေစူးစမ်းလာရင်းနဲ့ပဲနောက်ဆုံးမှာတော့တိုင်းကျွမ်းတွေလည်းတိုးတက်လာခဲ့ပါတယ်။ နောက်ဆုံးတော့တိုင်းဆရာကြီးကစတန်ကိုသူ့ရဲ့အကြံတန်းဆုံးတိုင်းဖြစ်တဲ့လက်တဖက်အကျင့်ဖွင့်တိုင်းကိုပါအတင်ပေးခဲ့ပါတယ်။ဆရာဆရာကြီးရဲ့တင်ကြားမှုတွေအောင်မြင်လာခဲ့ပြီးတော့ထောင်ထဲကိုဝင်ဖို့အတွက်ရက်ကလည်းနှီးလာခဲ့ပါတယ်။နောက်ဆုံးရက်ရောက်တဲ့အချိန်မှာတော့စတန်ကထောင်ထဲဝင်ဖို့အချိန်ရအောင်လုပ်ပေးတဲ့ရှေ့နေတဲ့သူကောင်းမွန်တဲ့စားတောက်တွေနဲ့ဧကန်နှုတ်ဆက်ခဲ့ပါတယ်။ဒီနေရာမှာတော့ထောင်ထဲမဝင်ခင်မှာစည်ရင်ရှင်းဆရာတယောက်ရှိနေပါတယ်။သူကတော့ဂျူရိုတင်ဖို့သွားတဲ့ဆရာဖြစ်နေခဲ့ပြီးတော့ဒီဂျူရိုဆရာကိုလည်းရှစ်သမပေးလိုက်ပါတယ်။ တရင်ရှင်းစရာတွေရှင်းပြီးတော့သူ့ကိုယ်တိုင်ရက်စကန်ကိုသွားလိုက်ပြီးတော့ထောင်ထဲကိုဝင်ဖို့အသင်းဖြစ်နေပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့စတန်တေရောက်ထောင်ကားပေါ်မှာရောက်နေခဲ့ရပြီးတော့သူ့ဘေးမှာထိုင်နေထောင်သားကတော့သူ့ကိုမထီတတိစကားတွေလာပြောနေတာကြောင့်စတန်လည်းဒီထောင်သားကိုပညာလေးတစ်ကွက်လောက်ထုတ်ပြလိုက်ပါတယ်။ဒီလိုနဲ့ထောင်ထဲကိုရောက်တဲ့အချိန်မှာတော့ထောင်ဆောင်တွေကထောင်သားအစ်တွေကိုဂျောကပိုးရှိမရှိစစ်ဆေးနေခဲ့ပြီးတော့ခရီးကိုလည်းစစ်ဆေးခဲ့ပါတယ်။စတန်လည်းရောက်တော့အိုဘက်ပဲလက်ရသေးတဲ့ထောင်ဆောင်တွေမျက်လုံးပြုတ်ကုန်ပါတယ်။ အချောင်းကတော့စတန်ခရီကတော့ခင်ကြီးကျယ်ဖြစ်နေခဲ့တော့စင်နကောင်ဘေးထောင်ကားလိုရနေလို့ပါစတန်ထောင်ထဲကိုရောက်တဲ့အချိန်မှာတော့သူ့ရဲ့အခန်းပေါ်ဖြစ်တဲ့အဖိုးကြီးရှော်ကဆရာကြီးစတိုင်ဖမ်းပြီးတော့စကားတွေပြောနေခဲ့ပါတယ်တောင်းမြင်ကက်လာတာနဲ့ဒီငနေ့ကိုတကွက်လောက်ပြလိုက်မှစတန်ကအချင်းမဟုတ်ဘူးဆိုတာသိသွားခဲ့ပါတယ်ဒီလိုနဲ့ထောင်သားတွေရဲ့အပန်းဖြစ်ခြင်းကိုရောက်တဲ့အချိန်မှာတော့စတန်ကထောင်ထဲမှာကျန်းစုံးကဘယ်သူလဲလို့ရှော့ကိုမေးလိုက်ပါတယ်ရှော့ကတော့ထောင်ထဲမှာကျန်းနေတဲ့သူတွေကအများကြီးရှိတယ်လို့ပြောပြီးတော့ခိုင်းသုံးခုရဲ့အကြောင်းကိုရှင်းပြနေခဲ့ပါတယ် အိနော်ဒေါ်စတန်ကလည်းခက်ပြက်ပြက်ပဲမေးလိုက်ပါတယ်။ဒီထဲမှာဘဲကောင်းခရီးဖွင့်တာအများဆုံးလဲလို့မေးလိုက်တော့ရေမွန်ကြီးကအဆိုးဆုံးပဲလို့ပြောလိုက်ပါတယ်။စတန်လေးချက်ချင်းဆိုတယ်လို့ပဲလူပုံလေးကိုတွားပြီးတော့အရန်ကျမ်းပါတယ်ဆိုတဲ့ရေမွန်ကြီးကိုဟဲ့ကောင်မလေးနင်းခရီးငါဖွင့်မယ်လို့ပြောလိုက်ပါတယ်။လူကြီးတော့ဖလန်လေးနဲ့နည်းနည်းနော်နော်မဟုတ်တဲ့ဗလာကြီးကိုစိန်ခေါ်လိုက်လို့ထောင်သားတွေအားလုံးမျက်လုံးပြုကုန်ပါတယ်။ကေသူမဟုတ်တဲ့စတန်တယောက်ကတော့တကွက်ထဲနဲ့ဗလာကြီးကိုတီးလိုက်ပြီးတော့လက်ချောင်းတွေကိုတစ်ချောင်းပြီးတစ်ချောင်းချိုးလိုက်ပါတယ်။ ီလိုနဲ့စတန်ရဲ့စကေးတွေကိုအကောင်လုံးကတွေးသွားပြီးတော့နာစီခေါင်းဆောင်ကတော့သူ့ကိုအဖွဲ့ကိုဝင်ဖို့ကမ်းလှမ်းလိုက်ပါတယ်။စတန်ကတော့နာစီဝင်ခေါင်းဆောင်ရဲ့စကားပြောပုံကအတန်ကြာထားရိုက်ပါစေဆိုတဲ့စူးနဲ့ပြေးနေတော့နောက်တစ်ခွက်ထပ်ပြလိုက်ပါတယ်။အဲဒီချိန်မှာပဲမုတ်အဖွဲ့ရဲ့ခေါင်းဆောင်လီယွန်ကရောက်လာခဲ့ပြီးတော့သူတို့လူမဲတယောက်ကိုလက်ချိုးပြီးတော့အမောက်သိမ့်လိုက်တဲ့အတွက်စတန်ကိုမကျေနပ်တဲ့အကြောင်းပြောရင်းနဲ့စိန်ခေါ်လိုက်ပါတယ်။ဒီလိုနဲ့မုတ်ကောင်းဆောင်တွေကစတန်ကိုစတင်တိုက်ခိုက်ပြီးတော့တယောက်ပြီးတယောက်ပြင်းလိုက်ပြီးတဲ့နောက်ဆရာကြီးလီယွန်တယောက်ထဲကျန်မာတော့တယ် လီယွန်ကိုတော့ကွီးနေထူးနိုင်မိလက်ဝါတိုင်းနဲ့မိဆက်ပေးမလို့ဆိုပြီးတော့ပြင်းထည့်လိုက်တော့လီယွန်သွားရီတောင်လေးပြောင်လေးလိုအနားမှာဝဲကုန်ပါတယ်အဲ့ဒီချိန်ကစားပြီးတော့ထောင်ထဲမှာစတန်တယောက်အကျန်းဆုံးထောင်သားတယောက်ဖြစ်လာပြီးတော့ထောင်မှုဝါဒန်ကစောင့်ကြည့်ရမယ့်အနေထားကိုဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်ရက်မှာတော့ထောင်မှုဝါဒကစတန်ကိုခေါ်ခိုင်းလိုက်ပြီးတော့ထောင်ဆောင်ကလည်းလက်ထိတ်ခတ်ပြီးတော့စတန်ကိုခေါ်လာခဲ့ပါတယ်အော်ဒန်ကတော့စတန်ကိုဝီစကီလေးနဲ့ဆေးလိပ်ကိုပေးပြီးတော့သူ့ရဲ့ထောင်မြေနေရာကိုသူ့အပိုင်ဖြစ်သိမ်းပိုက်ပြီးတော့ တခြားစီးပွားရေးအစားအဝစောက်ချင်ကြောင်းပြောလိုက်ပါတယ်။ဒီလိုလုပ်ရတဲ့အတွက်အလွန်တော်လုံးနဲ့ပွဲစားကြီးစတန်ရဲ့အကူအညီလိုအပ်ကြောင်းတောင်းဆိုလိုက်ပါတယ်။စတန်ကတော့သူကူညီမယ်ဆိုရင်တော့ဘာရမှလဲလို့မေးလိုက်ပါတယ်။တကယ်လို့မြေကိစ္စကိုသာကူညီမယ်ဆိုရင်တော့အပေးယူအနေနဲ့တနည်းအတွင်းလူငင်းချမ်းသာကိုချောင်းလုပ်ပေးမယ်လို့ဆိုလိုက်ပါတယ်။အဲဒီနောက်တော့စတန်လည်းသဘောကျသွားခဲ့ပြီးတော့ကူညီဖို့သဘောတူလိုက်ပါတယ်။ဇလန်ရဲ့နောက်တစ်ခန်းမှာတော့စတန်ရေချိုးနေတော့နာစီကန်းဆောင်ကလောက်ကြံဖို့စူးစမ်းခဲ့ပါတယ်။ နာဇီခေါင်းဆောင်ကအပိုင်ဆိုပြီးတွတ်ထားပေမဲ့စတန်ရဲ့ဆက်ပြာနန်ချက်ကူနဲ့ပြင်းနာကိုသာခံလိုက်ရပါတယ်။သူထောင်ထဲဝင်နေတဲ့အချိန်မှာတော့မိမဖြစ်တဲ့မေလီကကလေးချောင်းအောင်မလုပ်ပေးလို့ကွာရှင်းမှုအထီတောင်ပြောလာပါပြီ။ဒီလိုနဲ့စတန်ကတော့အော်တန်ရဲ့မြေကိစ္စတွေကိုစူးစမ်းလုပ်ကင်ပေးနေတဲ့အချိန်မှာအော်တန်ရဲ့ပါတနာဒန်တဲ့သူကိုမိတ်ဆက်ပေးလိုက်ပါတယ်။ဒန်ဆိုတာကလေမာဖီးယားမကောင်းမှုဒုစရိုက်သမားဖြစ်ပါတယ်။မာဖီးယားဒုစရိုက်သမားဆိုပေမဲ့ဒန်ကတော့အခုချိန်မှာထောင်ရဲ့ဘိုးအဖွဲ့ဝင်တယောက်ဖြစ်နေခဲ့ပါတယ်။နေရောက်တာမိတ်ဆက်နေကြရင် ဒန်ရဲ့လက်ကတတူးကိုစတန်တယောက်တတိထားမိလိုက်ပါတယ်။ဒီလိုနဲ့စတန်ကစာချုပ်ထဲကအစင်မပြေတဲ့နေရာတွေကိုပြန်ပြင်ဖို့အတွက်ဒန်ကိုပြောပြနေခဲ့ပါတယ်။ဒီလိုကိစ္စတွေမှာဂျန်နဲ့လူပေါ့ပါဆိုတဲ့ရှင်းနေအသိရှိတဲ့အကြောင်းပြောတော့ဒီကိစ္စကိုချိန်ဆွဲထားဖို့ပြင်ဆင်လိုက်ပါတယ်။တကယ်တော့စတန်ကတော့ကိစ္စမှာကုညီလိုက်ရင်ထောင်သားတွေအစင်မပြေမှာကိုတွေးမိရင် သူ့မှာလည်းပြည့်ရှိသလိုခံစားနေရပါတယ်။ထောင်သားရှော့ကတော့သူ့မိမကိုတက်လိုက်တာကြောင့်ထောင်ချတာလို့ရှင်းပွင့်ပြောဆိုနေတော့ စတန်တေရောသူမိမမင်းဒီကိုတတိယစိတ်တွေပိုလာခဲ့ပြီးတော့အစတဆောင်ရေးလိုက်ပါသေးတယ်။တပတ်မှာတော့တိုင်းစီယာနဲ့အတူပြောနေတဲ့မင်းဒီကစတန်ရဲ့စာရီကိုဖန်ရင်းနဲ့ပီတိတွေဖြစ်နေခဲ့ပါတယ်။စတန်ကတော့ထောင်သားတွေအကုန်လုံးကိုကွင်းထဲမှာအားလုံးလူစုခိုင်းလိုက်ပါတယ်။အဲဒီနောက်တော့ထောင်တွင်းအကြမ်းဖက်မှုတွေကိုမလုပ်ဖို့အတွက်စည်းကမ်းတွေထုတ်ပြီးတော့အားလုံးလိုက်နာဖို့ညွှန်ကြားလိုက်ပါတယ်။စတန်ရဲ့စည်းကမ်းတွေကြောင့်ထောင်ထဲမှာလေအကြမ်းဖက်တွေပပျောက်လာပြီးတော့ထောင်သားတွေရဲ့လွတ်လပ်မှုကိုစတင်ခံစားလိုက်ရတာကြောင့်အကုန်လုံးပျော်ရွှင်နေခဲ့ကြပါတယ်။ အရင်ကရံဘတ်တွေဖြစ်ကြတဲ့ခိုင်းသားတွေကလည်းအခုချိန်မှာမွေးနေ့ပွဲတော်အတူကျင်းပနေခဲ့ကြပြီဖြစ်ပါတယ်။တရင်မှာတော့စတန်စီကိုမင်ဒီကအလဲလာခဲ့ပါတယ်။ထောင်ထဲမှာအာနာရှိနေတဲ့စတန်ကတော့အခန်းတစ်ခုရထားကြောင်းပြောလိုက်ပါတယ်။ခဏကြာမှာတော့စတန်တေရောက်သူမိမကိုဒီခန်းထဲမှာကလေးချောင်းလဲထွန်လိုက်ပါတယ်။မင်ဒီကတော့တိုင်းဆရာကတင်ပေးလိုက်တဲ့အကွက်သစ်တွေကြောင့်ကျေနပ်မှုရရှိပြီးတော့ကျေးဇူးတင်နေခဲ့တော့လဲထွန်ရင်းနဲ့တိုင်းဆရာကြီးကိုတန်တားမိနေပါတယ်။စတန်လေးဒေါသထွက်သွားခဲ့ပြီးတော့သူမကိုလည်းဒီတိုင်းဆရာနဲ့ထပ်မတွေ့ဖို့ပြောလိုက်ပါတယ်။ အဲ့ဒီချိန်မှာပဲထောင်ဆောင်ကထောင်မှုဟော်တန်ခေါ်ခိုင်းလို့စတန်ကိုလာခေါ်သွားခဲ့ပါတယ်။ဟော်တန်ကတော့ဒီထောင်ကိုအရက်အနှဲငယ်တွင်းမှာအစိုးရကလာဆင်မှာဆိုတော့ထောင်တွင်းစုပမှုဖြစ်အောင်မဖြစ်မနေဖန်တီးရမယ်လို့စတန်ကိုအမိန်ပေးလိုက်ပါတယ်။အဲ့ဒီလိုထောင်တွင်းစုပမှုအောင်မြင်သွားရင်တော့အစိုးရကဒီထောင်ကိုရောင်းပြစ်လိုက်မယ်လို့ကြံစည်ထားလို့ဖြစ်ပါတယ်။ဒီကိစ္စကတော့စတန်တယောက်တည်းဖြေရှင်းလို့မရတော့ထောင်သားတွေအားလုံးစုပြီးတော့တိုင်ပင်ခဲ့ကြပါတယ်။သူတို့တိုင်ပင်ခဲ့ကြပြီမြေအဖြေကောင်းကောင်းထွက်မလာတော့စတန်ရဲ့ရှင်းနေကိုပုံဆက်တိုင်ပင်လိုက်ပါတယ်။ ဒါပေမဲ့လေရှင်းနေကထောင်မှုပြောတာကိုပဲလက်ခံလိုက်နာဆောင်ရွက်ဖို့ကိုပဲအကြံပေးနေတော့စတန်တရောက်ဆင်းညစ်နေရပါတယ်။အဲ့ဒီနေ့ညမှာတော့စတန်ကသူ့ရဲ့မိန်းမနဲ့တိုင်းဆရာတို့လဲထုံနေကြတယ်လို့အိမ်မက်မက်ပြီးတော့လန်တို့လာခဲ့ပါတယ်။မိန်းမကိုဈေးမချနိုင်တဲ့စတန်တရောက်သူ့မိန်းမကိုချက်ချင်းတွေးကျင်စိတ်တွေပေါ်လာခဲ့ပါတယ်။အဲ့ဒါကြောင့်စတန်လေထောင်သားတွေကိုအရင်လိုချင်းချင်းတန်းတန်းတိုက်ခိုက်သူတွေဖြစ်အောင်ပြန်လည်ပြောင်းလဲလိုက်ပါတယ်။တိတ်ကိုချိန်နှက်သွားတဲ့ဝေါ်တန်ကတော့စတန်ရဲ့ထောင်သက်ကိုရှော့ပေါ်ပေးဖို့ဘုတ်အဖွဲတွေနဲ့စီစဉ်ပေးလိုက်ပါတယ်။ တန်လင်းဘိုးအဖွဲရဲ့ရှော့ပေါ်ချက်အတွက်စကားပြောနေတော့သူချင်းရတဲ့ထောင်သားအဖို့အားလုံးကိုတစ္ဆာဖောက်တလို့ဖြစ်လာတယ်လို့ခန်းစားလာရပါတယ်။စိတ်ပြောင်းသွားတဲ့စတန်လင်းဘိုးအဖွဲကိုစကားအကန့်တွေပြောလိုက်တဲ့အခါမှာတော့စတန်တယောက်ထောင်ထဲကိုပြန်လေရောက်ရှိလာပါတော့တယ်။ထောင်ထဲကိုပြန်ခေါ်သွားတဲ့လမ်းမှာတော့မိမဖြစ်တဲ့မင်ဒီနဲ့တွေ့ဆုံလိုက်ပြီးတော့သူနဲ့တိုင်းဆရာကြီးတို့အကြောင်းအထင်လွဲနေတာကိုလာချောခဲ့တာဖြစ်ပါတယ်။တကယ်တော့တိုင်းဆရာကြီးရဲ့ညီလေးကဆေးလေးတောက်တာများပြီးတော့ညှို့နေခဲ့တာမမြင်ရင်တော့တိမရတဲ့အခြေအနေမျိုးပါ။ အကြောင်းအရာအလုံးကိုသိသွားတဲ့စတန်တေရောအချမ်းကိုပြောရှင်သွားခဲ့ရပါတယ်။စတန်အတွက်ကတော့မိမဖောက်ပြန်တဲ့ကိစ္စအဆင်ပြေသွားပြီမြင့်ထောင်သားတွေကိုတော့အချမ်းဘက်ခိုင်းတော်မယ့်အစီအစဉ်ကတော့စတော့မှာဖြစ်ပါတယ်။အပေါင်းဖော်တွေကိုတတိယသွားတဲ့စတန်ကတော့ထောင်ရဲ့နားနေကွင်းတွေကိုအချမ်းဘက်လုံရက်ကိုတားဖို့အတွက်အမြန်ပြေးသွားလိုက်ပါတယ်။ထောင်နားနေကွင်းနဲ့မရောက်ခင်မှာပဲဒန်းကပေါ်လာပြီးတော့စတန်ကိုတိုက်ခိုက်ပြီးတားစီလိုက်ပါတယ်။စတန်နဲ့ဒန်းတို့ဘာတပြန်ကြားတပြန်တိုက်ခိုက်နေကြရင်နဲ့ဒန်းကတိုင်းစရာကြီးရဲ့အကောင်းဆုံးတပည့်တယောက်ဖြစ်နေကြကိုပါသိလိုက်ရပါတယ်။ နောက်ဆုံးတော့လေတိုင်းဆရာကြီးကကျန်းကိုပညာသားတကွက်ချန်ထားပြီးတော့မတင်ပေးခဲ့တဲ့လက်ထက်ဘက်အချင်းဖွင့်နေနဲ့အနာယူလိုက်ပါတယ်။တစ်ဖက်ကထောင်သားနေခွင့်ထဲမှာတော့ထောင်သားတွေကအချင်းချင်းတိုက်ခိုက်ဖို့ဖြစ်နေတဲ့အချိန်မှာထောင်ပိုင်ကြီးကတော့ထောင်စစ်စေးရေးအဖွဲ့နေတဲ့သူရောက်လာခဲ့ပါတယ်။ထောင်ပိုင်ကြီးကတော့သူ့အကြံအောင်မြင်တော့မယ်ဆိုတော့ပြုံပြုံကြီးဂျေနက်ပီတီဖြစ်နေခဲ့ပါတယ်။ထောင်လန်းနဲ့ကင်အဆောင်ကိုလေအကျန်းဖတ်ပြီးဆိုတာနဲ့ပြစ်ခတ်ဖို့အမိန့်ပေးထားခဲ့ပါတယ်။ကနနေတော့ထောင်သားနေခွင်တွေကနေတချင်းတန်တစ်ခုခြေလောင်းစွာထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ထောင်သားတွေတိုက်ခိုက်ဖို့မဟုတ်ဘဲနဲ့ထောင်သားနေကွင်းတွေအကတွေနဲ့ပြောရွှင်နေခဲ့တာဖြစ်ပါတယ်။ထောင်အကြမ်းဖမ်းမှုမှအောင်မြင်သွားတဲ့ထောင်မှုကတော့နောက်ဆုံးသူ့ပိုင်းချင်းနဲ့မြင်းနေရကိုမရတဲ့ဖြင့်မာဖီးယားတွေနဲ့ပေါင်းပြီးတော့ကြံစီမှုတွေပါပေါ်လာခဲ့လို့ထောင်ချဖို့ဖြစ်လာခဲ့ပါတယ်။မကြခင်ချိန်လေးမှာတော့စတန်တယောက်ထောင်သားတွေကိုကိုခံပညာသင်ပေးနေခဲ့တဲ့ချိန်ဒီထောင်ရဲ့ထောင်မှုကလည်းထောင်သားတွေနဲ့ပြန်ရောက်လာပြီးတော့ဇလန်းလေးလေးပြီးဆုံးသွားခဲ့ရပါတယ်။